ာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့ အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်နဝင်ဘာလ10ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစတမဲဖြစ်ပါတယ်။တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာ ကောင်းတဲ့အပြောင်းအလဲမျိုးတွေနဲ့ဂျုံပြရတတ်တဲ့အလုတ်အကင်တွေအခွင့်လန်းကောင်းတွေက ထင်မှတ်မထားလောက်အောင်တအားကြီးကောင်းနေတတ်တဲ့မီးနဲ့ပသက်တာအထူးသတိထားနော်ဝါယာရှော့ဖြစ်တတ်တဲ့မီးနဲ့ပသက်တဲ့လျှက်စနဲ့ပသက်တဲ့ဆက်ရန်နေရာနဲ့ပသက်တဲ့လုပ်ငန်းတွေကင်တွေရတဲ့လှုပ်ဆောင်ရတဲ့ဆိုရင်ဒီနေ့မှအထူးသတိထားပြီးဆုံးပြန်နော်ချစ်သူကမိမိကို အထင်လွဲဆွဆွဲတယ်လေဒီနေ့မှခံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ 6နဲ့3ဖြစ်ပြီးတော့ခံကောင်းတဲ့အယောင်မှာချက်သေးအောင်နဲ့အနီရင်းရင်းအယောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာရွှေအေးကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင် လွှဲမပါစေ။ 2025ခုနှစ်နဝင်ဘာလ10ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစတဲ့မဲဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှအလုံးနဲ့ပတ်သက်ပြီးသွားရင်ရွေးမှရှိတဲ့ အဆက်အသွယ်ကောင်းနေရရှိတတ်တဲ့အလုံးနေရာတိုင်းကြီးနေအတွက်လဲဒီနေ့မှာအထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့တည်ထားနော်။ထိခိုက်တရားရတတ်တဲ့အချီးရင်းမှလည်းစိတ်အလိုမကျတဲ့ဒီနေ့အတွက်ပါကြီးများနေတတ်တဲ့ငွေရေးချင်းနဲ့ပတ်သက်ရင်လည်းတည်ထားနော်။ပေးစရာရှိရာရစရာရှိရာတွေကချစ်ဆက်ပြီးကမှအနာရောက်ခဏဒီမှာတွေ့လွဲလွဲသွားတာအစီမပြေတာမျိုးဖြစ်တဲ့အတွက်ဒီနေ့ငွေရေးချင်းနဲ့ ပသက်ပြီးသွားရင်စကားပြောဆိုဖြည့်ရှင်းရတာမျိုးတွေဒီနေ့မှာဂျုံတရားတတဲ့ငွေရေးချေးနဲ့ပသက်ဆက်နွယ်တဲ့လုပ်ငန်းတွေဒီနေ့မှာချိန်ဆပြီးတော့လုံတော့ငွေချေးကံတွေအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာညညရောင်နဲ့အညူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့ အရှိဘုရားမှာရွှေသမင်းကလူပေးရမှာဖြစ်ပါတယ်ရွှေသမင်းအစင်မပြေစီသမင်းနဲ့ကလူလို့ရတယ်နော်ခொနည်းသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အင်္ဂါသာသမီများအတွက် ။တနေ့တာဟောဇဒန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအစအစအရရာဒီနေ့မှာအစဉ်ပြေအောင်မြင်နေနော်။ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှလုပ်ငန်းတွေဒီနေ့လုပ်ဆောင်မှာအစဉ်ပြေအောင်မြင်မယ်။ဆွေမျိုးမိတ်ဆွေအရင်းအချာတွေကြောင့် ဒီနေ့မှ သူတို့ပြဿနာ ကိုပြဿနာဖြစ်ပြီးတော့ကိုက သူတို့ပြဿနာတွေမှာဂျာညရတာအီရီအတွက်တွေဆိတ်ရှုပ်ရတာမျိုးတွေဒီနေ့ကြုံတရားတတ်တယ်နော်ကျမရဲ့အနေနဲ့လဲသတိထားနော်စီပူမီပူအပူလောင်လာမျိုးတွေဖြစ်တတ်တယ်အချီရင်နဲ့အိမ်တော်ရင်းမှာလဲပါရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအစိမ်းရောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအင်ရှိပြားမှာဘုတ်စီကြောကလူပြားမှာဖြစ်ပါတယ်ရှင်။ဘုတ်စီကြောအစိမ်းမဖြစ်အကျော်လူလို့ရရင်တော့ဘယ်အကျော်မဆိုငါးခုလူရမှာဖြစ်ပါတယ်။ခဏရကားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့ မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်းမှပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ပௌဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစရမ်းပဲဖြစ်ပါတယ်ပௌဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာ ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။မိတ်ဆွေအရင်ချာတွေဆရာသမားအရင်ချာတွေနဲ့လည်းပတ်သက်ပြီးသွားရင်သူတို့ပြဿနာကိုပြဿနာဖြစ်ပြီးတော့ကိုကသူတို့ပြဿနာတွေမှာချာညက်ကောင်းကန်ဖြေရှင်းပေးရတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ်။အဲ့ဒီအတွက်ကိုလည်းလေးစိတ်ရှုပ်ရတာစဉ်းကြီးရတာမျိုးတွေကြုံရတတ်တယ်။ချစ်သူစီကနေပြီးတော့တည်ငောင်းချရတတ်တယ်။ဆွေမျိုးသားချင်းကိုယ့်ရဲ့အောက်လက်ငယ်သားများနဲ့ ပတ်သက်ပြီးတော့မင်္ဂလာတည်နေချရတဲ့တဲ့ဂျမ်းမာရေးအနေနဲ့တည်ထားနော်စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့အချိုးပေးတဲ့နမကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာမိုးဟင်းကကလူပေးရမှာဖြစ်ပါရှင်မြန်မာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဇာတာပရိသသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသသမီးများအတွက်ဒီနေ့မှအလုံးနဲ့ပတ်သက်ပြီးသွားရင်နေရာကောင်းရတာနာမည်ကောင်းရတာ အလုံးမှာအထက်လူကြီးအကြီးငယ်တွေကကိုယ်ချီးမြှင့်တာနှောက်ရှားတာမျိုးတွေဒီနေ့မှာဂျုံတရတဲ့တဲ့အချီးရဲနဲ့အိမ်တော်ရင်းမှာလည်းဒီနေ့မှာစိတ်အလိုမကျတဲ့ညနေတဲ့တဲ့ကြံစီသားသမီးအရာတွေလည်းဒီနေ့အတွက်ရဲရဲတင်းတင်းလှုပ်ဆောင်တော့အစဉ်ပြေအောင်မြင်မယ်။ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၈ဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှာ အဖြူရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအိမ်ရှိဖေးရမှာမိုးလို့ရေပေါ်ကလူပေးရမှာဖြစ်ပါတယ်။မိုးလို့ရေပေါ်အဆင်မပြေရင် ပုံတိနဲ့တုတ်တဲ့မုတ်တွေလူလို့ရတယ်နော်။အာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ ပေါ့ကြသားသမီးများအတွက်တနေ့တန်ဟောစတန်ဖြစ်ပါတယ်။ပေါ့ကြသားသမီးများအတွက်ဒီနေ့မှမိမိရဲ့နေအိမ်မှာအလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာတွေစိတ်အလိုမကျစရာဒီနေ့အတွက်ကအားကြီးများတယ်နော်။စိတ်တော့ကတွေလည်းတတော်လေးကိုကြိုးပြရတတ်တယ်။အချီရင်နဲ့အိမ်တော်ရေးမှာလည်းစကားပြောဆိုတာညှင်းခုန်ရတာမျိုးတွေလေဖြစ်တတ်တယ်။ကျမ်းမာရေးအနေနဲ့အပူလောင်တာမျိုးတွေဖြစ်တတ်တယ်။ဝေချေးကံတော့အလွန်ကောင်းတယ်နော်။ ဒီနေ့အတွက်တော့ဝေကြီးကံကောင်းနေအကျိုးပေးတဲ့ကဏ္ဍကတော့ခွန်ရဲ့ကိုရဲ့ပဲဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်မှာခရမ်းရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိပြားမှာမုတ်ဆိုင်ပေါင်းကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်စင်အောင်မြေမပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့စနေသားသမီးများအတွက်တနေ့တန်ဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအဆုဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့ရင်အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်အဆုဆက်တူရှယ်ယာကိစ္စကြီးအလုံးလုံးမယ်ဆိုရင် ဒီနေ့လှူဆောင်သင်တယ်ကောင်းတယ်အရှင်ပြေမယ်နော်ပညာအစ်တစ်ခုရတာသင်တန်းတက်ရတာပညာရေးကိစ္စနဲ့ပတ်သက်ပြီးတော့အရှင်ပြေမယ်အောင်မြင်မယ်နော်မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့သူတို့ပြဿနာကိုပြဿနာ ဖြစ်တတ်တယ်သူတို့အတွက်တွေကိုကိုကဖတ်ဖတ်မောပြီးတော့စိတ်ကြီးရတာစိတ်တော့က ရောက်ရှိရများနဲ့လည်းဒီနေ့မှဂျုံတရားတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းတည်ထောင်နော်။ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချစ်ရေးမှာတော့အားရတယ်နော်။အကျိုးပေးတဲ့ကနန်းကတော့တင့်နဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှအဝါရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအိမ်ရှိပြားမှာအုံတို့ခေါက်ဆွဲကလူပေးရမှာဖြစ်ပါတယ်။အုံတို့ခေါက်ဆွဲအစင်မပြေရင်ခမင်းစီဆန်း၃ဘွဲလူလို့ရတယ်နော်။